မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာစစ်တပ်ကတပ်ဆွဲထားတဲ့နေရ9ခုထက်မနည်းကို KI ပူးပေါင်းတပ်များကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီးတော့တံပြန်ထိုးစစ်များလှုပ်ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ10ရက်နေ့နဲ့9ရက်နေ့တွေမှာစစ်တပ်ကနေရယူထားတဲ့ဗမော်မြို့တွင်နေရတချို့ကို KI ပူးပေါင်းတပ်များကကြောပြန်ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့တံပြန်ထိုးစစ်ဆင်လာနိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်။ ခလိုက်ရ40ခွန်သားကကာကင်းစခန်းတွေကိုသိမ်းတယ်နောက်ပြီးတော့နှမ်းမိုင်နဲ့အရှိတာစီခေါက်ကွင်းအနောက်မှာရှိတဲ့စစ်တပ်ကခြေကုပ်ကင်းစခန်း၃ခုကိုလည်းတင်ထားပါတယ်။စစ်ခွေးတည်တဲ့စည်ရဲနဲ့လက်နက်ခဲရန်တင်းစီရရှိတာတွေရှိပါတယ်။ဒီကောင်တွေဘက်ကပြန်ဆုတ်သွားတယ်။ဗမုံမာကကိုရီဘက်ကပြန်တိုးလိုက်၊သူတို့ဘက်ကပြန်ဆုတ်လိုက် သူတို့ဘက်ကပြန်တိုးလိုက်ကိုရီဘက်ကနောက်ဆုတ်လိုက်ပြန်ဖြစ်နေတယ်လို့ပြောပြထားပါတယ်အခုကတော့တံပြန်ထိုးစစ်ဆင်တဲ့သဘောမျိုးကိုဘက်ကပြန်ဆတာလို့ KIA ရှေ့တန်းသတင်းအရေးမြစ်ကပြောပြထားပါတယ် KIO KIA ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကဗမာမျိုးမှာနေတိုင်းတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနှီးပညာမြင့် drone များနဲ့အဓိကအားယူတိုက်ခိုက်နေတယ်လို့ပြောပါတယ်မြေပြင်မှာတော့ KIA တပ်များကပြန်လည်အစိုးမထားနိုင်ရေးအတွက်ကြိုးပမ်းလျက်ရှိတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ် စစ်ခွေးတပ်ကဗမာမျိုးကိုအသာစီစိုးမုံနိုင်ပြီလို့ဝါရဖြန့်သတင်းများကိုထုတ်ပြန်လျက်ရှိတော်လဲတကယ်လက်တွေ့မှာတော့စကခ27ထဲမှာသာစစ်တပ်ကအခြေပြုပြီးတော့ခုခံစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်ဗမာတမျိုးလုံးအတိုင်းတာနဲ့တော်လိုင်းတပ်များကစိုးမိုးထားနိုင်ကြောင်းတော်လိုင်းရှိန်းသတင်းအရေးမြက်ကပြောပါတယ်ဗမာမျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလကစတင်ပြီးတော့ KI ပူးပေါင်းတပ်များကစင်နွဲလာခြင်းဖြစ်ပြီးယခုအခါ17လကြောကြောင်ကြာမြင့်လာပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပြည်မြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုကူညီပေးနေတဲ့ပြူစောတီခေါင်းဆောင်လှမြင့်ကိုအရှင်ဖမ်းဆီးရမိခဲ့တော့လေခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးဟာတေဆုံးသွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ6ရက်နေ့မနက်10:00နာရီကမှပြည်မြို့နယ်ပေါင်းတလဲအပိုင်းခွေးရဲချေရုပ်ကုန်းကျေးရွာကပြူစောတီခေါင်းဆောင်လှမြင့်ကိုဝင်းတင်စိတ်ကျေးရွာအနီးဘကိုးတိုင်းစစ်ဌာနဗျူဟာ27ကိုကဲမှုအောက်မှာရှိတယ်။ ပြည်ခရံတည်ရင်နဲ့363ရက်နဲ့တည်ရင်နဲ့ပြည်ခရံတည်ရင်တဲ့363ရက်တည်ရင်ကရဲဘော်များကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးရမိပြီးတဲ့နောက်စစ်စေးမင်းများရန်ခေါ်လာတဲ့အချိန်လမ်းပိုင်းတနေရာအရောက်မှာပြန်လဲခုခံပြီးတော့ထွက်ပြေးတဲ့အတွက်လိုက်လံပစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာကြီးစံထိမှန်ပြီးတော့ဘွယ်ချင်းပြည်သိမ်းဆုံးသွားတယ်လို့သိရပါဗျ။ပြူစောတိလမ်းမြန်ထမ်းကနေပြီးတော့ ခဲသီးထက်ပြီးပြရတဲ့ gas တုံးနဲ့ pistol တနက်တလားစိုက်ကဲတစ်စီးနဲ့လက်ကင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။သိမ်းဆုံးသွားတဲ့လက်မြင့်ဟာပေါင်းတလဲမြောက်ချမ်းမှာရှိတယ်။ပြူစောတိခေါင်းဆောင်ဖြစ်ပြီးတော့ ယူဆော်ဒီအဖွဲ့ဝင်များစုဆောင်ခြင်းဂျေးရွာအတွင်းမှာရှိတဲ့လူငယ်များရဲ့အချက်အလက်များကိုကောက်ယူပြီးတော့ပေါင်းတယ်လေရဲစခန်းနဲ့စစ်ကောင်မရှင်ရဲ့လူကြီးပိုင်းများထံကိုတရင်များပေးပို့ခြင်းစစ်ကောင်မရှင်အမိခံအကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုကူညီခြင်းများအပြင်၎င်းဦးစီးတဲ့ယူဆော်ဒီအဖွဲ့ကပေါင်းတယ်လေမြို့ပေါ်နဲ့ဂျေးရွာများမှာအဲဆင်းစစ်ခြင်းအတရားတမှာစစ်မှုထမ်းလူသစ်ခေါ်ယူခြင်းများနဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းများကိုအဓိကပါဝင်ကူညီလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါဗျာ ကျွန်တော်တို့ကလမြင်စီကတင်းစီရမိခဲ့တဲ့ဖုန်းကနေ30ပေါင်းတယ်လေနေမြင်နဲ့ဝရိကန်နေမြင်ကရက်ွက်နဲ့ခြေပါတွေမှာရှိတဲ့ပြည်သူစစ်စည်ရင်းတွေကိုရရှိထားပါပြီစစ်ကောင်စီရဲ့ဒေါက်တိုင်မှန်သမျှစစ်ကောင်စီကပြုတ်လုံမဲ့ရွေးကောက်ပွဲကိုဝိုင်းဝန်းကူညီပေးနေသူမှန်သမျှကိုစုံစမ်းပြီးတော့ထိရောက်စွာအရေးယူသွားပါမယ်ပြည်သူတွေအနေနဲ့လဲစစ်ကောင်စီရဲ့သွာလာလှုပ်ရှားမှုတွေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့အနိုင်ကျင့်နေတဲ့အပားတွေကလောက်ထွက်နေတဲ့ပြည်သူတစ်စပေါက်အောက်တန်းစားတွေရဲ့နေရက်နဲ့ ်သွားလာလှုပ်ရှားမှုတွေကိုသတင်းပေးရင်တော်လိုင်းရေးအဖွဲ့အများကိုပူးပေါင်းဖို့ဖိတ်ခေါ်ကြမှာတယ်လို့ပြည်ခရံတိုင်ရင်နဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ Restar ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KN အမျိုးသားအစည်းအရုံး KNU ဘိတ်တော်ဝဲခရိုင်ဒဝဲမြို့နယ်ထီခီချေးရွာကို အာနာဒေးအကြံပတ်စစ်တပ်ကဒီကနေ့အော်တိုဘားလ10ရက်နေ့မနက်မှာလေကြောင်းတိုက်ခတ်မှုတွေထပ်မံလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဲသမီးခီးခေါ်ထီးခီးဒေတာကို KNU ဗိတ်တဝဲခရိုင်ကရင်အမျိုးသားလုံမြောက်ရေးတပ်မတော် KNLA တပ်မဟာ၄ကအခုနှစ်မေလမှာတိုက်ပတ်ခဲ့ပြီးတဲ့နောက်အော်တိုဘားလ10ရက်နေ့မှာစစ်ခွေးတပ်ကထီးခီးရွာကိုလေကြောင်းတိုက်ခတ်မှုပထမဆုံးအကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနက်၈နာရီအချိန်အထိစစ်ကောင်စီတပ်က Jet Fighter FTC 2000G လေယာဉ်အမျိုးအစားနဲ့ နှစ်ကြိမ်ထပ်မံဘုံကျဲတိုက်ခတ်ခဲ့ပြီးတော့တိုက်လေရင်မှာပါတဲ့အော်လီဂန်ဆက်တပ်နဲ့နှစ်ကြိမ်ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ KNU ကအသိပေးထားပါတယ်။စစ်ကောင်စီရဲ့တိုက်ခတ်မှုကြောင့်ပြည်သူလူထုတွေပိုင်တဲ့ပြည်စည်းဥစ္စာများထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမယ့်လူထိခိုက်မှုရှိမရှိကိုတော့မဖော်ပြထားပါဘူး။ဒေသခံတွေကတော့စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခံနေရတဲ့နေ့ကစပြီးမြန်မာထိုင်းနယ်စပ်ကိုဆစ်ဆောင်နေကြရတယ်လို့ KNL တပ်မဟာလေးသတင်းရင်းမြစ်ကပြောပါရယ်။ KNU ဗိတ်တော်ဝဲခရရဲ့အော်တိုဘားလ၈ရက်နေ့ထုတ်ပြန်ချက်အရဒေသခံ350ကျော်ဟာ ဘေးလူရောင်ကိုတိန်းရှောင်နေကြရတယ်လို့ဆိုပါတယ်စေကောင်းစီဟာအာနာဆက်လက်တည်မြဲနိုင်ဖို့နဲ့ရွေးကောက်ပွဲအထက်အထက်မှာလုံနိုင်ဖို့အတွက်ကြိုးပမ်းနေတယ်လို့ဆုံးရှုံးထားတဲ့နယ်မြေတွေကဒေသခံပြည်သူတွေဟာအကြောက်တရားဖြစ်ပေါ်စေဖို့အတွက်ရည်ရွယ်ချက်ရှိရှိနဲ့လေချောင်းကနေတိုက်ခိုက်နေတာလည်းဖြစ်နိုင်တယ်လို့ KNU ဘိတ်တော်ဝဲ KNU ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မြို့နယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၁၂ဦးသေဆုံးပြီး၁၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNU တပ်မတော်တဲ့နယ်မြေမွန်ပြည်နယ်ဘီလင်းမြို့နယ်ပြင်းမာပင်စိတ်အနောက်ကျေးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူ၄ဦးပွဲချင်းပြီးသေဆုံးသွားကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။မနေ့ကအော်တိုဘာလ9ရက်နေ့ည8:20မိနစ် အချိန်အချမ်းမတ်စစ်တပ်ကဘီလင်းမြို့နယ်ပြေးမပင်စိတ်အနောက်ကျေးရွာကိုလေကြောင်းကနေပြီးတော့ဘုံကျဲချတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးလေကြောင်းတိုက်ခတ်မှုကြောင့်ပြေးမပင်စိတ်အနောက်ကျေးရွာကပြည်သူ၄ဦးဟာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ပြည်သူ၃ဦးကတော့ရေးပေါ်အခြေအနေနဲ့ဒဏ်ရာများရရှိထားပြီးအခြားသောဒဏ်ရာရရှိသူများလည်းရှိတယ်လို့ပြောပါတယ်။မနေ့ညက၈:၂၀မိနစ်မှာစစ်တပ်ကလေရင်နဲ့ဘုံလာကျဲတာပါ။ဒဏ်ရာရတာ9ဦးထဲမှာ တော့ကအရေးပေါ်အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အလားတူပဲမနေ့ည9နာရီဝန်းကျင်အချိန်မှာလဲရှမ်းမြောက် TNL ကတိမ့်ပိုက်ထားတဲ့မိုးမိန်မြို့နယ်ဝဲပေါင်းကြီးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပေါင်၂50ဘုံ၃လုံးလာရောက်ကျဲချသွားတယ်လို့ပြောပါတယ်။အခုလိုမျိုးကျဲချမှုကြောင့်ကလေးငယ်နှောက်အပါအဝင်ပြည်သူ9ဦးတေဆုံးခဲ့ရတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ပြည်သူ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်ဆယ်လုံးလဲပျက်စီးသွားတယ်လို့သိရပါတယ်အလားတူပဲအော်တိုဝါလာ9ရက်နေမှာလဲကြောင်မဲမြို့နယ်မိုင်းလုံမြို့မန်ဟုံးကျေးရွာကိုစစ်တပ်ကလေးချောင်းကနေပြီးတော့ပေါင်250ဘုံနှလုံးကျဲချတိုက်ခတ်မှုကြောင့်ဂလင်းငယ်တအုပ်အပါအဝင်ပြည်သူလူထု10ဦးသေဆုံးခဲ့ပြီး၃ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အချက်မစစ်တပ်က၎င်းတို့လက်လွတ်ဆုံးရှုံးထားရတဲ့နယ်မြေများပြန်လည်ရရှိရေးအတွာလေးချောင်းတိုက်ခတ်မှုနဲ့မြေပြင်ထိုးစစ်ဆင်မှုများကိုနှစ်ဆမြင့်တင်ရန်စစ်ဘက်ဆိုင်ရာအစည်းအဝေးကဆုံးဖြတ်ချက်များချမှတ်ထားကြောင်းတင်ပြရရှိပါတယ် ယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း 6မြို့ပေါ်ကရက်ကွက်များကိုအကြက်ဘက်ဆက်တက်ကဝင်းအောင်စီးနေပြီးတော့၃ရက်ဆက်တိုက်လူငယ်အယောက်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဗလာ6ရက်နေ့ကနေ8ရက်နေ့အထိညပိုင်းအချိန်များမှာ6မြို့ပေါ်မှာရှိတဲ့ရက်ကွက်တွေကနေအိမ်တွေအထိကိုစစ်တပ်ကဝင်းအောင်စီးနေပြီးတော့၃ရက်ဆက်တိုက်လူငယ်အယောက်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များဟာအလုသမားများ၊ကျောင်းသားများဖြစ်ကြပြီးတော့အသက်အရွယ်အားဖြင့်အသက်၁၈နှစ်ကနေအသက်၃၅နှစ်အတ တွင်းလူငယ်များဖြစ်တယ်လို့ပြောပါတယ်။စစ်ခွေးတွေကပေါ်တာဆွဲတာကအချိန်မတတ်မတော့ဘူး။သူဝင်ရင်နဲ့အချိန်ဝင်ပြီးတော့ဆွဲနေတော့တာ။အိမ်ထဲအထိကိုဝင်ဆွဲတာ။အခုကမြို့ပေါ်ရက်ွက်တွေကိုပဲဆွဲနေတာ။သူတို့ကကြေးရွာဘက်တွေအရင်မလာရဲဘူး။မြို့ပေါ်မှာတော့တစ်မျိုးလုံးကိုပတ်ဆွဲနေတာ။အမျိုးသားတွေကိုပဲပေါ်တာဆွဲနေတာပါမြို့ပေါ်အများစုကတော့ငွေနဲ့လိုက်ရွေးကြတာများတယ်ငွေတက်နိုင်တဲ့သူတွေကလွတ်တာများတယ်လက်လောက်လက်စားသမားတွေကတော့စစ်မှုထမ်းတွေရောက်သွားတာပေါ့ ဖမ်းထားတဲ့သူတွေကိုအရင်ကထွေအုပ်ရုံးနဲ့စစ်တုံးတပ်ထဲမှာဖမ်းလို့ရှိတယ်လို့ People Defense Force 6တခင်ဖိုးလာကြီးတပ်ခွဲကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ Phoenix ကပြောဆိုထားပါတယ်အလားတူပဲမန္တလေးတိုင်းဝမ်ရွှေမြို့နယ်မှာရှိတဲ့ကျေးရွာ၄ခုကိုအကြမ်းစစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့အသက်၁၈နှစ်အရွယ်လူငယ်တအုပ်အပါအဝင်လူငယ်၅ဦးကိုပေါ်တာဆွဲခဲ့ကြောင်း Voice of Warning ကတောင်ရှိသူကပြောပြထားပါတယ် အော်တိုဘာလာ9ရက်နေ့မနက်9:00နာရီခန့်အချိန်မှာဝမ်ရွေမြို့နယ်မှာရှိတဲ့ကျင်းရွာကလူငယ်တအူဖိုးကုန်းရွာကလူငယ်တအူနဲ့အိုင်းသာရွာနန်းနန်းရွာတို့ကလူငယ်3ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဝမ်ရွေမှာအမျိုးသားတွေကိုပဲပေါ်တာဆွဲတာအရန်ကိုများလာပါတယ်။လက်ရှိမှာလူငယ်5ဦးကိုဝမ်ရွေစခန်းနဲ့ပင်တလဲစခန်းတစ်ခုမှာဘယ်စခန်းမှာဖမ်းထားလဲတော့မသိရသေးဘူးလို့ Voice of One Wing ကတောင်ဝင်ရှိသူကရှင်းပြထားပါဗျ။အလားတူပဲအော်တိုဘာလာ9ရက်နေ့ကလည်းဝမ်ရွေမြို့နယ်ခံမဲရွာရွာတိရွာတောင်ဆယ်ရွာနဲ့ ။အိုမတွေ့ရွာတို့ကလူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့အော်တိုဘားလာအတွင်းမှာလူငယ်10ဦးထက်မနည်းနေစဉ်ဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးခံနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းမစစ်အာနာရှင်စနဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ